ကိုင်းတိုင်းဒေသကြီးကတာခရိုင်အင်းတော်မြို့နယ်အတွင်းမှာစက်သိန်းပေါင်း12000ကျော်တန်မိုးရှိတဲ့ဗိမ်းဖြူနယ်စေကျော်စီးပြောင်းတွေဖမ်းဆီးရမိခဲ့တယ်လို့အင်းတော်မြို့နယ်ရဲတပ်ဖွဲ့မှရဲမှူးသိန်းဆွေညုံကပြောပါရယ်ဖြစ်စဉ်မှာဇော်လ3ရက်ညနေ9:00ခွဲအချိန်ကနဘာရဲကင်းစကံမှုရဲအုပ်ခင်းစော်ထိုင်တဲ့မူရစ်တပ်ဖွဲ့စု6ကတ္တာမှတက်ကြက်ကြီးအောင်စော်လက်တို့အဖွဲ့အားမူရစ်စေဝါတရင်အယောက်တက်တဲ့တွေအဖြစ်ပင်ဝဲကြီးရွာအုပ်ချုပ်ရေးမှု ်ဦးမြင့်တဲ့ပင်ဝဲကြီးရွာအယံမီတက်တပ်ဖွဲ့ဝင်ဦးအောင်နိုင်နဘာကြီးရွာအုပ်ချုပ်ရေးမှူးကိုညင်ညီဝင်းတို့နဲ့အတူပင်တင်ရွာရဲ့အနောက်ဘက်မှာစစ်ဆေးမှုတွေပြုလုပ်ခဲ့တယ်လို့သိရပါတယ်အဲ့လိုစစ်စစ်နေစဉ်ပင့်တင်ရွာရဲ့အနောက်ဘက် ရေကြောအနီးမန္တလေးဘက်မှမောင်းနှင်လာတဲ့ self အမျိုးအစားအဖြစ်အောင်ရှင်ကိုစစ်ဆေးဖို့ရက်တန့်ခိုင်းအောင်မော်တော်ယာဉ်ဟာရက်တန့်ခြင်းမရှိဘဲမောင်းနှင်ထွက်ပြေးသွားတဲ့အတွက်လိုက်လံဖမ်းဆီးခဲ့တယ်လို့သိရပါဗါးအဲ့လိုလိုက်လံဖမ်းဆီးရမှာ ်အော်တိုယင်ဟာအရှိမထင်းနိုင်ပဲမိုင်းတိုင်အမှတ်139မြင်းဆောင်9နဲ့6ချောင်းပင်ဝဲကြီးပါရဲ့တောင်ဘက်3မိုင်4ဖာလုံးအကွာလမ်းရဲ့အနောက်ဘက်မှာတိတ်မောက်သွားခဲ့တယ်လို့သိရပါဗျ။ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ပင်ဝယ်ကျေးရွာအုပ်ချုပ်ရေးမှူးဦးမြင့်သိန်းကအခုလိုပဲပြောပါရစေ။ပင်ဝယ်အုပ်စုကအိမ်လုံးဆိုတဲ့ကလေးတယောက်ကနေမှဒီကတာဘက်ကိုလာတော့ကြာလာတော့အပြန်လေးမှကားမောင်းနေတာတွေ့ရလို့ပင်ဝယ်အုပ်စုထဲမှာဥက္ခရလာပါဥက္ခရခါမှကျွန်တော်လာပါတယ်။လာတဲ့အတိုင်းကလေးတစ်ခုမှဒီမှာရောက်တတ်နေရမှာလာကြည့်တဲ့ခါကျတော့ပင်ဝယ် အုပ်စုမဟုတ်ဖက်နဲ့တော့အုပ်စုဖြစ်နေရတော့တွေ့ရပါတယ်။အဲ့ဒီနေရာမှာကာရမတွေအတိုင်းတစ်ခုပြန်ပြီးမှခြေခံကြည့်တဲ့ခါကျတော့ကာရမတွေကဘာမှမဖြစ်လို့ကျွန်တော်တို့ကအချိန်နဲ့တပြေးညီကူညီပေးအောင်ဆိုမှဆောင်ပေးနေတာဖြစ်ပါတယ်။အဲ့ဒီနေရာမှာ6ဘင်းကားရောက်တဲ့6ဘင်းကားကူညီတောင်းအခုဒီတော့မှ6ဘင်းကားနဲ့ကျွန်တော်ဆွဲတက်ရပါတယ်ဆွဲတက်ပြီးတဲ့ခါကျမှဒါစီရတိုင်းလက်မရလို့အဲဒီကကာရကောက်ဖွင့်တဲ့ခါကျမှဒီမူကြီးစီဝါးတွေ့ရှိရတယ်ပေါ့ဗျာအဲဒီနောက် မော်တော်ယာဉ်ကိုမောင်းနှင်လာသူရေမောင်းစုမြင့်ထောအောင်ကိုဖမ်းဆီးရမိခဲ့ပြီးရေနဲ့လိုက်ပါလာတဲ့နော်အောင်နဲ့အောင်းဝံစုသူတို့ကတော့ထွက်ပြေးသွားခဲ့တယ်လို့အင်းတော်မျိုးနဲ့ရဲတပ်ဖွဲ့မှရဲမှူးသိမ်းဆွေညွန်ကပြောပါတယ်မော်တော်ယာဉ်ကိုတပ်တွေတွေနဲ့အတူစစ်ဆေးရှာဖွေခဲ့ရမော်တော်ယာဉ်တကယ်ပိတ်တွေနဲ့စီတိုင်ကြီးအတွင်းဝတ်ထားတဲ့ဘိန်းဖြူ2400ဂရမ်ကာလာတံပိုး2400ဒိန်နဲ့ ADA နဲ့1စာရန်ပါစိတ်ကြွ ယူတိုစီပြောင်းစုစုပေါင်းတသိန်း9500ပြောင်းကာလာတန်ဘူ7သိန်း9850တဲ့စုစုပေါင်းဘေးဖြွေနေစိတ်ကြောင့်ယူတိုစီပြောင်းကာလာတန်ဘူ7သိန်းပေါင်း12159သိန်းဘူလိုကိုဖမ်းဆီးရမိခဲ့တယ်လို့အင်းတော်မျိုးနဲ့ရဲတပ်ဖွဲ့မှရဲမှုတိုင်းစီညွန်ကပြောပါရယ်ဖြစ်စဉ်နဲ့ပတ်သက်ပြီးမူရေးစေဝါများတည်ဆောင်လာသူစိုးမြင့်ထွန်းအောင်နဲ့ထွက်ပြေးနေသူနော်အောင်နဲ့အောင်းဝံတို့ကိုအင်းတော်မျိုးမှရဲစခန်းမှာ မာယာပ39မြင်းဆောင်2010မူးစိတ်ပုံမှ15မြင်းဆောင်19ကကြီးမြင်းဆောင်21အရအေးအေးယူဆောင်ရထားတယ်လို့သိရပါဗျာ